ကျောက်ပြမျိုးနယ်တပြူတောင်ပြတဲ့ကပ်တပြေရွာချားနဲ့လိတ်ခမော်မာလာကျွန်းကျေးရွာချားမှာမေလ၁၄ရက်နေ့ထိစစ်ကောင်စီနဲ့အာရခတက်တော်အေရိုတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တယ်လို့ဒေသခံသတင်းရှင်းမျက်စိကသိရပါဗျ။ကျောက်ပြတိုက်ပွဲပုံစံကတရင်နဲ့စစ်တပ်တက်ဆွဲထားရစခန်းတွေကနေစစ်ကြောင်းထွက်လာရင် အေအေက CB တိုက်တယ်။အမဲချွေချွေခံနေရတာထွက်သမျှတရင်အပြုတ်ပဲလို့ရခိုင်စီရေးသတင်းရှင်းမျက်ကပြောပါဗျ။ ပြီးခဲ့တဲ့မေလ17ရက်နေ့မေလ17ရက်နေ့မှာဖြစ်ပွားခဲ့တဲ့လိတ်ခမော်နဲ့မာလာကျွန်းဒီတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်200ပါးစစ်ကြောင်းဟာတေဆုံးထိခိုက်မှုများပြီးတက်ပြက်ထွက်ပြေးသွားရတယ်လို့သိရပါတယ်စစ်ကောင်စီဟာကြောက်ပြူတိုက်ပွဲအတွင်းမှာ ခမရ၅လေးနှစ်နဲ့ခမရ၅လေး၃ကတက်ဖွဲ့ဝင်တွေကိုအ धिक အသုံးပြုနေပြီးရဲတပ်ရင်30နှစ်တွင်ကလည်းတက်ဖွဲ့ဝင်အင်အား900ခန့်ပို့ထားကခံစစ်ပြင်ဆင်စုဖွဲ့မှုတွေရှိတယ်လို့သတင်းရှင်းမျက်စိကသိရပါတယ်။ပြီးကြတဲ့မေလ9ရက်နေ့ကစစ်တွေမျိုးကနေစစ်ကောင်စီအင်အား300ကျော်ကိုကြောက်ဖြူတညဝရီရဲရက်ကိုရေဆောင်ကနေပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ကြောင်ပြင်ကြောင်တလုံးဖျားနီးရှိ ခမရ၅လေးနှစ်နဲ့ဂုံးချွင်တိုက်နယ်နီးရှိ ခမရ943တို့စီကိုမက်ရှင်အတွင်းကလေကြောင်းကနေအင်အား200ခန့်ဖြည့်တင်းခဲ့တယ်လို့သိရပါဗျ။